hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United နဲ့ပတ်သက်လို့လက်ရှိမှာတည်င်းကောင်းနေကျွန်တော်တို့ရှိပါတယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါ breaking news ဖြစ်ပေါ့နော် Diego Dalot ရဲ့ Joshua Zirkzee ရဲ့ Lenny Yoro ရဲ့အကုန်လုံး၃ယောက်စလုံးက ဒီနေ့ကျွန်တော်တို့ဘီဘာအိုမှာပြုလုပ်ခဲ့တဲ့အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ဒီမှာအသင်းနဲ့အတူပေါ့နော်လေ့ကျင့်ခန်းလုပ်နိုင်ခဲ့တယ်ပေါ့ဗျာယူရိုပါလိဘူလူဝဲပရက်စ်ကွန်ဖရင့်စ်ကတော့ကျွန်တော်ဒီနေ့ညမှာလုပ်မယ်ဒါမြန်မာစံတော်ချိန်နဲ့ဆိုလို့ကျွန်တော်တို့ကျွန်တော်က17ခွဲ17ဒီဖြစ်သွားမယ်ဆိုတော့မနေ့ပြန်မနေ့မှာပရက်စ်ကွန်ဖရင့်စ်ကို live လုပ်ပြတာမျိုးလေးကျွန်တော်ဖြစ်နိုင်နေပေါ့နော်ဆိုတော့ ျွန်တော်အနေနဲ့ဒါလက်ရှိအသင်းရဲ့အဓိကကစားမားတွေလို့ကျွန်တော်ပြောလို့ရတဲ့ Zixi, Dalon နဲ့ Euro ၃ယောက်စလုံးဒါအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာလက်ရှိလှုပ်ဆောင်နေကြတယ်ပေါ့ဒါကသတင်းကောင်းပါကျွန်တော်တို့မနက်ကလည်းပဲသတင်းတွေကျွန်တော်ပြောခဲ့တဲ့နေရာမှာဒီကစားမား၃ယောက်ဟာအသင်းရဲ့ပေါ့နော်ဒီဘလူးဘဲမှာပါနိုင်စွမ်းရှိရဲဆိုတဲ့သတင်းတွေကျွန်တော်တခြားတက်လာတာအထူးသဖြင့်ဘီဘာအိုကိုမသွားခင်အသင်းမှာပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းတွေထဲမှာလည်းဒီကစားမ၃ယောက်ကိုကျွန်တော်တွေ့ရတာ ဒါကြောင့်အသင်းရဲ့ဘက်ကတော့ဒီကစားမ၃ယောက်ကိုလက်ရှိပေါ်တော့လူစင်းနဲ့ခေါ်သွားတယ်ဆိုတော့အခုလက်ရှိပြည်ပအောင်မှာလေ့ကျင့်ငင်းဆင်းနေတယ်ကျွန်တော်ပုံနေတဲ့ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်တွေ့ရပါတယ်ဆိုတော့၃ယောက်စလုံးကလေ့ကျင့်ငင်းဆင်းနေတယ်ဆိုတော့ဒါပွဲထွက်လူစင်းမှာအပြည့်ပါလာမလားကျွန်တော်ကြည့်ရမှာပေါ့လေယူရိုကတော့ပွဲထွက်လူစင်းမှာ first line နဲ့မှာပါနိုင်တယ်ဇစ်စီနဲ့ဒါလော့ကတော့ကျွန်တော်မသိကြဘူးသူတပင်းဒါလော့တို့နေရာမှာအလက်ရှိကစားဖို့အတွက်ဝင်းဘက်ကစားသမားတွေကျွန်တော်ရှိတယ်ဒါအပြင်ဇစ်စီကလည်းတိုက်စစ်မှာဆိုလို့ရှင် Resman Whiteland တို့ဘာလို့ရှိနေလဲဆိုတဲ့ခါကျတော့ ကျွန်တော်ကတက်ပြီးတော့မထင်တာစစ်စီကိုပေါ့နော်ကျွန်တော်တို့ဒီ first line နဲ့မှာချက်ချင်းကြီးပေးလိုက်မယ်ဆိုလို့ရှိရင်ဒါအပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင်ပြော white line လို့လောက်ပဲဆိုတော့ဒုတိယဘက်မှာထင်ရင်ထဲတော့ zig zig ကိုထည့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အထူးသဖြင့်တခါမှန်ပွဲမကစားရတာကြာပြီဒါလေ့ကျင့်ငယ်နေပါလိပြင်ဆင်းနေကြတဲ့ကဒါကြောင့်ပေါ့နော် first line နဲ့မှာတော့ zig zig နဲ့ဒါလိုကိုမြင်ရဖို့ခင်းရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့မဲ့ယူရိုကတော့ဒါ first line နဲ့မှာပွဲကစားခွင့်ရလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ် ်ဆိုတော့အခန်းစစ်ကလိုနေတာကိုကျွန်တော်တို့မှမကွမ်းရရှိမယ်အခုဆိုယူရိုရှိမယ်မာဇရာဝီရှိမယ်ဗျာလူရှောတို့ဘာလို့ကအချင်းကြီးကောင်းတယ်လို့ကျွန်တော်မထင်ဘူးလူရှောတို့ကိုထဲတင်တယ်လို့ကျွန်တော်မထင်ဘူးဗောနော်လူရှောနဲ့ပတ်သက်ပြီးတော့ရှင်တိတ်ပြီးတော့မယုံသေးဘူးဗျာကျွန်တော်ကတော့ဟိုတကယ်ဒီလိုပွဲမျိုးကြီးမှာသူ့ကိုပွဲထွက်ထည့်ကစားဘူးဗောတော့ win back တို့ဘာလို့ထည့်ရင်တော့မျောလင်းလို့ရကောင်းရနိုင်တယ်ဒါပေမဲ့လို့ဗောနော် first line နဲ့ center back right left center back နေရာမှာတော့ကျွန်တော်တို့မထင်ဘူးဆိုတော့ယူရိုဒါလုံးနဲ့ဒီ Juve Juve 60တို့အကုန်လုံး အသင်းနဲ့အတူကျွန်တော်ကလေ့ကျင့်ခင်းဆင်းနေပါတယ်။နောက်ထပ်အပြောင်းအရွှေ့သတင်းကိုကျွန်တော်ဆက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Manchester United ကကျွန်တော်ဒီဒီနွေရာဒီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြီးပေါင်တန်း20တောင်မကျော်တဲ့ဈေးနဲ့ခေါ်ယူလို့ရမယ့် Ryan Chucky ကိုအမှန်ကန်ကျူးပန်းမဲ့အသင်းနေစင်းနေပါဝင်လာပြီးဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတဲ့ report ကြီးကျွန်တော်တက်လာတယ်။ကျွန်တော်ဒီ Chucky နဲ့ပတ်သက်လို့ရှိရင် အတင်းဘက်ကပေါ့နော်ကျွန်တော်နေရိုးနံပါတ်10နေရာမှာအမှန်ကန်အစားထိုးဖို့အတွက်တရင်တွေထွက်ထားတယ်။ညီကတို့လည်း Ryan Chucky ရဲ့ performance နဲ့ဒီ quality ကိုကျွန်တော်တည်ပြီးသားပေါ့နော်။တခုတော့ရှိတယ်ဗျာအတင်းဘက်ကတကယ်ကြိုးစားတင်တာ။ဘာလို့လဲဆိုတော့လက်ရှိပေါင်သန်း20မကျော်တဲ့ဈေးဆိုတာဗျာမင်း Patrick Dugu တောင်မှမင်းအဲ့လောက်မရှိဘူးစီလား။ Dugu တောင်မှတန်း30ကျော်ပေးရတယ်။ပေါ့နော် Dugu တောင်တန်း30ကျော်ပေးနေရတဲ့ချိန်မျိုးမှာ6ကီလိုကစားမမျိုးကိုတန်း20မကျော်တဲ့ဈေးနဲ့ရနိုင်မယ်ဆိုတာမျိုးက တော်တော်ကြီးကိုကောင်းတဲ့ခြေနေမျိုးပဲကျွန်တော်တို့သူများအသင်းတွေပေါ့နော်သူများအသင်းတွေဘာတွေခေါ်တာတွေကျွန်တော်တို့စောင့်မနေနဲ့ကိုရီအမှန်ကန်ကျွန်တော်တို့ကြိုးပမ်းနေတယ်ခြာကီပြတန်း20တောင်မကျော်တဲ့ဈေးနဲ့ခေါ်ပြီးတော့အသင်းမှာထင်သလိုဖြစ်မလာဘူးဆိုရင်တော့နှစ်မျိုးစရာမရှိဘူးဗျာဟုတ်တယ်မလားအခုလက်ရှိကစားမကောင်တယောက်ကိုပေါင်သန်း60လောက်ပေးနေရတဲ့ခင်မှာခြာကီလို quality ရည်သွေးမြင့်21နှစ်ပဲကစားမကိုတန်း20တောင်မပြည့်မဲ့ဈေးနဲ့ရမယ်ဆိုတာမျိုးကတော်တော်ကိုကြိုးပမ်းနေတယ်တခုတော့ရှိတာပေါ့လေ လိုင်ယွန်နဲ့ကိုရီကြားထဲမှာအမှန်ကန်အဆင်ပြေတယ်ဆိုရင်တော့မှကစားသမားကတော့ပြောင်းကျင်အောင်ပါကိုကစားသမားနဲ့ကိုရီတွေ့တော့ကဒါညီကလေးတိတဲ့တိုင်းမှာဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာသို့တော်လည်းပဲကျွန်တော်တို့ကအမှန်ကန်ကျူးပန်းတင်နေဆိုတော့မနေ့ပြန်ကစားမယ့်ယူရိုပါလိမ့်မှာကျွန်တော်ဘူဆွဲမယ်ဆိုလို့ကျွန်တော်ချာကီရိုကိုခေါ်ဖို့ကပို့ပြီးတော့ chance ရှိသွားမယ်လို့ကျွန်တော်ထင်တယ်။ Ryan Chakida အသင်းကိုရောက်လာမယ်ဆိုရင်အသင်းရဲ့ပွဲထွက်လူစင်းမှာလည်းသူ့ကိုမြင်ရဖို့ကျွန်တော်ရှိတယ်။ဘာလို့လဲဆိုတော့ Janik Zama တွေကိုကျွန်တော်ကြည့်ရင် quality မီတဲ့ကစားမှာအလောက်မရှိဘူးဗျာဒါကြောင့် Chagi တို့ကိုကျွန်တော်မျှော်လင့်တာဗောနော Ryan Chagi ကိုကျွန်တော်တို့မဖြစ်မနေကြိုးပမ်းတင်တယ်ရအောင်ခေါ်ပြီးတော့တန်း20နဲ့အလုံးမဖြစ်ခဲ့ရင်တောင်မှကျွန်တော်တို့ဒီတန်း20ဟာနှစ်မျိုးစရာတော့မလိုတဲ့ပမာဏမျိုးပါ။ဒါကြောင့် Ryan Chagi ဒီအသင်းတို့အဓိကတိုက်စစ်ကိုအားဖြည့်တဲ့ Nero number 10ဖြစ်ကျွန်တော်တို့သတ်မှတ်တင်နေ။ Matthias Kunya ကိုခေါ်ပြီးမှ Ryan Chagi ကိုပါကျွန်တော်ထပ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းမှာ နော်ဝင်ကားအဖြစ်လည်းကျွန်တော်ကစားနိုင်လေနံပါတ်10စစ်စစ်လည်းကျွန်တော်ကစားနိုင်တယ်လို့ Nero နံပါတ်10အဖြစ်လည်းကျွန်တော်ကစားနိုင်ဆိုရင်ရှိရဗျာ Ryan Chucky ဒီ22နှစ်ပဲကျွန်တော်ရှိသေးတာပဝင်ပဝင်ချင်းကောင်းတစ်ခုသာဖန်တီးပြီးမယ်ဆိုရင်ကိုရီးယားတိုက်ဆက်အနာဂတ်မှာထပ်ပါတော့ Fernandez တို့ဘာလို့ရဲ့နေရာကိုကျွန်တော်ကအစားထိုးခြင်းနေဆိုလို့ရှိရင်အခုလိုမျိုး chain creative ဖြစ်တဲ့ midfielder တယောက်ကိုနောက်ကြမ် creative ရန်ဖြစ်တဲ့ midfielder တယောက်ကိုစားထိုးဖို့ဆိုတာတော်တော်ကြီးကိုကောင်းသွားပြီ။နှစ်တန်း20ဗျမင်းမင်းကလည်းသူဒါကတော့ဒါအားကိုဈေးပေါ်လွန်းလာပြီ ကစားမကလိုင်ယွန်ကနေမဖြစ်မနေထွက်မယ်ဆိုပြီးတော့ပြောထားတဲ့အချင်းကြီးမျိုးတွေကြောင့်เนาะသူများအသင်းနေနဲ့ရှင်းခေါ်ရမယ်ဆိုရင်တော့ကိုရီမလွဲဘူးခုနကပြောသလိုပဲဟိုကစားမကအပြောင်းကျင်မလားဆိုတာရယ်ဟိုချန်ပီယံစ်လိဝင်ဝင်ကလည်းကြံသေးတာဒါပေမဲ့လို့ပေါ့เนาะအပြောင်းရွှေ့တွေကတော့မနေ့ပြန်ပူလူပွဲပြီးမှအရာအလုံးလုံးစီပက်စီကောင်အကောင့်ထဲပေါ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Ryan Chucky ကိုတန်း20မကျော်တဲ့ဈေးနဲ့ရနိုင်မယ်ဆိုတော့အသင်းဘက်ကတကယ်ကြိုးပမ်းသွားလိမ့်မယ်လို့ညီကိုထင်ကြလားဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်